ရေတန်းစနဲ့ပတ်သက်ပြီးတော့ကျွန်တော်အယ်ဖာကနေကျွန်တော်တေချာကိုတာဝန်ယူပြီးပြောတာပေါ့နော်မိတ်ဆွေစဉ်းစားကြည့်ရေတန်းစတစ်ခုဝယ်မှာဆိုရင်ကျွန်တော်၁၀သိန်းအထက်မှာရှိတယ်ဗျာရေတန်းစတစ်ခုဟာအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မြောင်းတုံဆိုင်ကိုရောက်နေတာဖြစ်ပါတယ်မြောင်းတုံဆိုင်မှာကျွန်တော်မိတ်ဆွေတို့ဘာပြပေးမလဲဆိုတော့တစ်ချက်တော့လိုက်ကြည့်လိုက်ပါနော်ကျွန်တော်တို့ရေတန်းဆက်ကောနော်ရေပူရေအေးဆက်ကောနှစ်ခုလုံးဝယ်စရာမလိုတော့ဘူးကျွန်တော်တို့တစ်ခုထဲမှာပါတဲ့ အယ်ဖာထုတ်ထားတဲ့ကျွန်တော်တို့ရေဘူးရေးဆက်အပါဝင်ရေတန်းစားပါပါတဲ့ကျွန်တော်တို့ဆက်လေးကိုကျွန်တော်ရောင်းချပေးပါမယ်ဖြစ်တယ်။အဲဆက်ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့အထဲထဲမှာဒီမှာကျွန်တော်တို့အာ RO နော်ရေတန်းစနစ်ကျွန်တော်တို့ filter 6ခုပါဝင်တယ်။ဒီကောင် filter တွေကကျွန်တော်တို့ဝယ်ရတာအရန်လွယ်တယ်။ဒီကောင်တော့တည်တန်းထုတ်ထားတာမဟုတ်ပဲနဲ့အပြင်ရတဲ့တခြား filter တွေဝယ်ပြီးလဲကျွန်တော်တို့တက်လို့ရတယ်။အနေထားမှာရှိတယ်။ပြောမှဆိုရင်ဗျာကျွန်တော်တို့ Kerofi တစ်စိတ်တမျိုးလာဘူးတယ်။အဲဒီကောင်ဆိုရင်ကျွန်တော်ရောင်းနေတယ်မှာဆိုရင် သူ filter သူအန်သူတက်မှာပဲကျွန်တော်တို့အဆင်ပြေတယ်ဒီကောင်ဆိုရင်ကြတော့ filter ကိုကျွန်တော် after market တခြားနေရာတွေမှာလည်းကျွန်တော်တို့ဝယ်ပြီးတော့တက်လို့ရတယ်အဲ့တော့ filter ကကျွန်တော်တို့ပစ္စည်းပြတ်မှာလည်းစိတ်ပူစရာမလိုဘူးအဲ့တခုအရင်မိုက်တယ်ပြီးရင်ကျွန်တော်တို့ filter ကလည်း၃ခုလောက်ပဲကျွန်တော်တို့လားစင်လဲရတာရှိရပေါ့နော်တစ်လားတစ်ခါလဲရတာရှိတယ်၃လားတစ်ခါလဲရတာရှိတယ်အဲ့အဲ့တော့မှကျွန်တော်တို့ကလုံးဝ filter 6ဆင်းပါတယ်ပေါ့နော်6ဆင်းနဲ့ကျွန်တော်ရေတန့်လုံးဝအမှန်ငယ်ရေတန့်ကိုထုတ်ပေးမယ်အဲ့အဲ့အပြင်ကိုကျွန်တော်တို့ကဒီမှာရေအေးရှိမယ်ကျွန်တော် နောမယ်ရေရှိမယ်ပြီးရင်ကျွန်တော်ရေအပူရှိမယ် အဲ့တော့သုံးခုပေါ့နော်အပြောမယ်ဆိုရင်ကျွန်တော် water cooler တက်တက်ထားကြမလို့တော့ဗျာရေတန်းစားတစ်ခု water cooler တစ်ခုဆိုရင်နှစ်နေရာကျွန်တော်နေရာပုတ်တယ်အပြင်လှလည်းမလှဘူးပေါ့နော်ကျွန်တော်အခုဒီဟာဆိုရင်ကြတော့တနေရာထဲမှာလုံးဝပြီးွားပြီမိတ်ဆွေတို့ဒီမှာအိမ်ရှင်းမှာပဲထုတ်ထားမလားเนาะကျွန်တော်နောက်ဖေးမှာပဲထားမလားလှလှပပလေးနဲ့ကျွန်တော်တို့ဒီမှာเนาะ tamper glass နဲ့ကျွန်တော်လှုပ်ထားတာဖြစ်တယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်လှလှပပလေးနဲ့ထားလို့ရတယ်အဲ့ဒါကိုကျွန်တော်ပြပြပေးချင်တာဈေးတော့အာနားထောင်ခြင်းနေလောက်ပြီးဈေးကကျွန်တော်တို့30ကျော်ပါတယ်စတာပါ30မကျော် ဘူးကျွန်တော်တို့73,900နဲ့ကျွန်တော်ရောင်းမေးပါမယ်73,900ဆိုတာမိတ်ဆွေစဉ်းစားကြည့်ရေတန်းစက်တစ်ခုဝယ်မှဆိုရင်ကျွန်တော်10သိန်းအထက်မှာရှိတယ်ဗျာရေတန်းစက်တစ်ခုက10သိန်းအထက်မှာရှိရယ် water cooler ဆိုရင်ကျွန်တော်တို့ဒီ brand new ဆိုရင်ကျွန်တော်4သိန်းခွဲ5သိန်းကျော်မှာရှိတယ်ဒါကျွန်တော်ကိုယ်တိုင်အခုဒီဆိုင်မှာဆိုရင်ဒီဟာမရောက်ခင်ကကျွန်တော်ရေတန်းစက်တစ်ခုတက်ထားရတယ် water cooler တစ်ခုလည်းကျွန်တော်ဝယ်ထားရတယ်နှစ်ခုပေါင်းကိုကျွန်တော်ခမန်းကြီးကျွန်တော်16သိန်း18သိန်းလောက်တော့ကျွန်တော်ကျရတယ်ပေါ့နော်အရှိမအဲ့တော့ကျွန်တော်ဒီကောင်ဆိုရင်တစ်ခါတည်း73,900နဲ့ အဲเนาะကျွန်တော်တို့ဒီကောင်တစ်ခုလုံးရမှာဖြစ်တယ်အဲတက်ဆင်ကကျွန်တော်တို့3000ဝန်းကျင်လောက်ပဲရှိမှာပေါ့เนาะမိတ်ဆွေအိမ်ရောက်ကိုကျွန်တော်တို့ဒီ alpha team ကနေပြီးကျွန်တော်လာတက်ပေးလိမ့်မယ်အဲ့တော့ alpha တစိမ့်ဖြစ်တယ်ပြီးတော့တရုတ်မဟုတ် China မဟုတ်ဘူးเนาะမိတ်ဆွေတို့ကြိုက်တယ်လုံးဝ VNN တစိမ့်ဖြစ်တယ် made in VNN เนาะကျွန်တော်တို့ alpha ကနေပြီးတော့ VNN ကနေပြီးကြခါတယ် တင်သွင်းပြီးတော့ကျွန်တော်တို့ရောက်လာဖြစ်တယ်ပြီးတော့ဒီမှာတစ်ချက်လာကြည့်ပြီเนาะကျွန်တော်တို့အခုအာထားပါရေဘူးရေအေးနားမလည်တဲ့လူတွေရှိတယ်ဆိုရင်ဒီမှာအဲကျွန်တော်တို့ရိုးရိုးရေအေးเนาะကျွန်တော်အပိတ်အဖွင့်เนาะမြန်မာဖောင်းနေနဲ့ကျွန်တော်တို့ရေးပေးတာတယ်ဒီမှာရေဘူးသတိပြုเนาะအပိတ်အဖွင့်เนาะအဲ့တော့ तू ကဒီဘက်ကျွန်တော်တို့ဒီဘက်ထွက်တဲ့ပိုက်ကားကြတော့ကျွန်တော်တို့ရေအေးထွက်ပြီမယ်အဲကျွန်တော် normal ရေထွက်ပြီမယ်ရိုးရိုးရေထွက်ပြီမယ်ပေါ့เนาะဒီဘက်ကကြတော့ရေဘူးထွက်မယ်တခါတည်းကျွန်တော်တို့ မတန်းနဲ့ရေဟိုမှကျွန်တော်တို့ကတခါတည်းရေသန့်အနေနဲ့ထုတ်တဲ့အပြင်ကိုရေအေးရောရေဘူးရောတခါတည်းအော်တိုထွက်ပေးမယ်ဆက်အဲ့တော့ပြောမယ် all in one တခါတည်းပြီးွားပြီဗျာနော်အဲ့တော့နွေရာသီလည်းရောက်လာကျွန်တော်လည်းချွေးတွေပြန်နေပြီနွေရာသီတော့မဟုတ်ဘူးနမိုးမရွာတော့ချွေးတွေပြန်နေပြီအဲ့လို့ဆိုတော့ကဲအဲ့တော့မင်းဆိုတော့မေးလိုက်မယ်ဟဲ့အောင်မင်းဟာကမီးပြတ်အသုံးမဝင်ပါဘူးွာလို့မေးလိုက်မယ်โอเคအဲ့အတွက်လည်းကျွန်တော်စဉ်းစားရတယ်မီးပြတ်ရင်ဒီကောင်နဲ့နော်ကျွန်တော်တို့ဒီကောင် Roman 3.5 kW နဲ့ battery 25.6 320နဲ့ကျွန်တော်တခါတယ်တက်ပေးလို့ရတယ်เนาะဒီကောင်ဆိုရင်ကျွန်တော်ဒီကောင်လည်းကျွန်တော် discount ပေးထားတယ်ဒီကောင်ဆိုရင်ကျွန်တော်390ကျော်တယ်အခုတက်မယ်ဆိုရင်အဲ့ဒါအောင်မှကျွန်တော်တို့က48သိန်း80နဲ့မိတ်ဆွေအိမ်အရောက်ကိုတက်ဆင်ကအပီးစီကျွန်တော်တို့တက်ဆင်မိမှာဖြစ်တယ်အကယ်လို့မိတ်ဆွေကဒီလိုမျိုးတစုံဝင်မယ်ဆိုရင်ကျွန်တော် ဒီ alpha ရဲ့တက်ဆင်ကောင်ကိုကျွန်တော်မယူတော့ဘူး alpha တက်ဆင်ကကျွန်တော် free လုပ်ပေးမယ်အဲ့ဒီအပြင်ကိုဒီကောင်သိန်း60ကျော်တာကိုလည်းကျွန်တော်58တိန်းနဲ့ကျွန်တော်ထားပေးမယ် okay ဒီကောင်ကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာကျွန်တော်မိတ်ဆွေတို့ပြမယ်ဒီကောင်ကကျွန်တော်တို့ဒီလိုမျိုးအာတခါတည်းဆင်မိတာကျွန်တော်တို့ဒီလိုမျိုးတခါတည်းပါမှာပေါ့နော်အဲ့တော့မှကျွန်တော်တို့ထည့်ပေးမယ်ထည့်ပေးပြီးသွားပြီဆိုရင်ဒီမှာ inverter နဲ့ကျွန်တော် join ထားပေးမယ်ပြီးဒီမှာ battery နဲ့တခါတည်း battery ချိုးပါကျွန်တော် join ပြီးတော့ထည့်ပေးမှာဖြစ်တယ်အဲ့တော့ဒီကောင်တခါတည်းထည့်ပြီးတော့ကျွန်တော် plug box ထဲမှာဒီဟာထိုးလိုက်ပြီဆိုတာနဲ့ เนาะ run လို့ရမယ်အဲ့တော့ဘယ်နှနိုင် run လို့ရလဲလို့မေးလိုက်မယ် okay ဒီဘက် လာပြီ run လို့ရတဲ့နိုင်ကိုကျွန်တော်ဒီမှာပြပေးမယ်เนาะဒီဘက်ကိုကြည့်ပေးပါဒီမှာကျွန်တော်တို့အေးအားကြတော့65ဝက်ပဲဆွဲတယ်အပူက430ဝက်ပဲဆွဲတယ်နော်1000ဝက်တွေ1500ဝက်တွေမဆွဲဘူးရေနွေးတအိုးတောင်ကျွန်တော်တို့1500ဝက်လောက်ဆွဲတယ်ဗျာဒီကောင်ကကျွန်တော်တို့430ဝက်ပဲဆွဲတယ်အဲ့တော့မိတ်ဆွေတို့တီးတင်းတာတစ်ခုအားကြတော့ ရေနွေးကိုလည်းအရန်ဆွဲတဲ့ဝက်အားအရန်နည်းတယ်ရေအေးဆိုရင်65ဝက်ပဲဆွဲတယ်အဲ့တော့ inverter battery ကိုကျွန်တော်တို့ဝက်1000လောက်သုံးမဲ့ဆိုရင်တော့ဒီ inverter battery ကိုဝက်1000လောက်သုံးမဲ့ဆိုရင်တော့တစ်နာရီဝက်1000သုံးမဲ့ဆိုတော့6နာရီထိခန့်တယ်ဒီကောင်430ဝက်ပဲဆွဲတာဖြစ်တဲ့အတွက်เนาะကျွန်တော် full time သုံးနေတယ်ဆိုရင်တော့17နာရီထိခန့်မယ်ဒီကောင်နဲ့ဒီကောင်เนาะဒါကကျွန်တော်ရေတန်းစက်တီတီတန်းအတွက်သုံးရုံနဲ့မဟုတ်ဘူးမိတ်ဆွေကဒီကောင်ကိုတတ်မယ်ဆိုရင်ကျွန်တော်တို့ air con လည်းသုံးလို့ရမယ်အိမ်ကြီးတွေလည်းသုံးလို့ရမယ် အဲ့ပြီးကျွန်တော်တို့အဝစ်ရှော့ဇက်တွေပါနည်းနည်းပါးပါဗျာကျွန်တော်တို့ဝက်တထောင်အထက်မှဖြစ်တဲ့ဟာတွေကိုကျွန်တော်တို့သုံးလို့ရတယ်အဲ့တော့ကျွန်တော်အိမ်မှာတခါတည်းအပူအရှံသုံးလို့ပြတ်သွားမှစိတ်ပူတဲ့မိတ်ဆွေအတွက်ကလည်းကျွန်တော်တို့ဒီမှာအဲဒီ VA protector တွေရောကျွန်တော် breaker ရောတခါတည်းတတ်ပေးထားမှဖြစ်တယ်ပြီးတော့မီလာမီပြတ်ချိန်လို့ရတဲ့ဟာလေးလည်းပါမယ်ဗျာအဲ့လိုမျိုးဆိုတော့အမေဆွေတို့အတွက် safety စနစ်ကိုအရန်ကိုတောင်းဝင်ပေးရတာပေါ့နော်အဲ့လိုမျိုးလေးရှိမယ်အာမခံကိစ္စကျွန်တော်ပြောပြပေးမယ်အင်ဗာတာဘက်ထရီပြီးတော့ဒီကောင်းရဲ့အာမခံကိစ္စကျွန်တော်ပြောအာမခံတစ်နှစ် ပါဝင်တယ်ဒီကောင်ကလုံးဝကျွန်တော်တို့ factory error ကျွန်တော်တနစ်ပါဝင်တယ်ရေတန်းစက်နဲ့ပတ်သက်ပြီးတော့ကျွန်တော် alpha နဲ့ကျွန်တော်တေချာကိုတောင်းဝင်ယူပြီးပြောတာပေါ့နော်ရေတန်းစက်နဲ့ပတ်သက်လုံးဝစိတ်မပူနဲ့လို့ကျွန်တော်ပြောတာတယ်အဲ့ဒါကြောင့်ကျွန်တော်လည်းတေချာကြော်ညာရဲတာဘာလို့လဲဆိုတော့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်အများနဲ့အာမခံကောင်းတဲ့ဟာပဲကျွန်တော်ကျင်ညာတယ်ဗျာဟော idea ဆိုလည်းအဲ့တိုင်းပဲ roman ဆိုလည်းအဲ့တိုင်းပဲဗျာအခုကျွန်တော် roman နဲ့ကျွန်တော်ရောင်းမေးမှာဖြစ်တယ် roman inverter ဆိုရင်ကျွန်တော်အာမခံနှစ်နှစ် fully ပေးထားတယ် CADS ဆိုရင်ကျွန်တော်တို့အာမခံ 3+2 ပထမ3နှစ်ကပစ္စည်းဖို့လက္ခဏာအခမဲ့ကျန်တဲ့နှစ်ကလက္ခဏာအခမဲ့ပေါ့နော်ကျွန်တော်အဲ့လိုမျိုးပြောတာ5 year ရဲ့ဟိုကောင်2 year ရဲ့ဒီကောင်1 year ရဲ့လုံးဝတန်တယ်ဗျာကျွန်တော်ပြောပြမယ်73နှင်း9000ရဲ့ဟိုကောင်က48တင်းရဲ့အဲ့တော့ကျွန်တော်တို့အစားအနေပြန်ပြောရမယ်ဆိုရင်ဒီကောင်ကနော်ကျွန်တော်တို့30လောက်ချားတဲ့ပုံစံမျိုး30ကျော်တဲ့ပုံစံမျိုးဒါမှမဟုတ်73နှင်း9000နဲ့မိတ်ဆွေတို့ရမှာဟိုကောင်ဆိုရင်လည်းကျွန်တော်30ကျော်တာကို 48သိန်းနဲ့ရမှာအဲ့တော့မိတ်ဆွေတို့အရန်တန်နေပြီဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ပစ္စည်းကြည့်ပြီးတခါတည်းဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီမှာအများတို့ကုန်လာဝယ်လို့ရတယ်တောင်ဝင်မှာလည်းကျွန်တော်တို့လာဝယ်လို့ရတယ်အားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ